င်္ဂလာပါခင်ဗျရှင်ကုန်ခေတ္တကနေဒီနေ့နေ့လက်ကတရင်တင်ကိုတင်ဆက်ပေးပါမယ်အချမ်းဖမဲအောင်လိုက်ကရွေးကောက်ပွဲကိုအခုနှစ်ဒီဇင်ဘာလတတိယပတ်သဒ္ဒတာပတ်နဲ့2026ခုနှစ်ဇန်နဝါရီလပထမပတ်နဲ့ဒုတိယပတ်တွေမှာ၄ချိန်ခွဲပြီးပြုလုပ်သွားမယ်လို့ပြောသွားပြန်ပါတယ် အရကတော့ AA နဲ့ PDF ပူပေါင်းတက်တွေထိုးပေါက်ဝင်ရောက်နေတဲ့ဘကိုးတိုင်းကပတောင်းမြို့နယ်တိုက်ပွဲတွေမှာအကြဖက်စစ်ကောင်စီဘက်ကတေတဲ့သူတွေတောက်တောက်ကိုများနေပြီးအဲ့ဒီကမော်ပြီးအခြေဆိုင်ခက်လိုက်68တရင်ကနေကြောင်ပီဂါဇာအလုတ်တင်ဖို့နန်းဝင်းအောင်အပါဝင်အလုတ်တင်ဖို့အရာရှိ၄ဦးပါအသီးသီးတေယုံကြပြန်တဲ့အပြင်စစ်ကောင်စီဘက်ကကျဲသူမိသားစုတွေကိုတလကျော်မှအတိပေးခဲ့ပြီးအလောင်းနဲ့ပြန်မရဘူးဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် ုပရမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့အချမ်းဖတ်မဲအွန်လိုင်းကရွေးကောက်ပွဲကိုအခုနှစ်ဒီဇင်ဘာလတတိယပတ်သဒ္ဓုတပတ်နဲ့2026ခုနှစ်ဇန်နဝါရီလပထမပတ်နဲ့ဒုတိယအပတ်တွေမှာ၄ချိန်ခွဲပြီးပြုတ်လုသွားမယ်လို့ပြောသွားပြန်ပါတယ်။ဒါကတော့ယမန်နေ့ကနေပြီးတော့မှပြုတ်လုတဲ့စစ်ကောင်စီအစည်းအဝေးမှာအချမ်းဖတ်မဲအွန်လိုင်းကိုယ်တိုင်ပြောသွားပြန်တာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီမှာမဲအွန်လိုင်းပြောသွားတာကသူ့အနေနဲ့နှစ်နှစ်အတွင်းရွေးကောက်ပွဲလုပ်ဖို့စဉ်းစားခဲ့ပြီမယ်။တည်ငြိမ်မှုလိုအပ်နေတဲ့အတွက်မကျင်းပနိုင်ခဲ့ဘူးဆိုပြီးတော့ပြောသွားသလိုလက်ရှိမှာတော့ သူတို့အနေနဲ့ရွေးကောက်ပွဲအတွက်ကြိုတင်ပြင်ဆင်နေပြီးလာမယ့်2026ခုနှစ်ဇန်နဝါရီလအတွင်းမှာပဲရွေးကောက်ပွဲကိုအထမြောက်တဲ့အဆင့်အထိဦးစားပေးလှုပ်ဆောင်မယ်ဆိုပြီးတော့ပါအကြံဖက်မင်းအွန်လိုင်းကိုတိုင်ပြောသွားပြန်တယ်လို့သိရပါတယ်တစ်ဖက်မှာတော့2020ရွေးကောက်ပွဲမှာပြည်သူတွေရဲ့စာနာမဲ့တွေနဲ့အပြတ်အသတ်အနိုင်ရခဲ့တဲ့ NLD ပါတီရဲ့ခေါင်းဆောင်လည်းဖြစ်လူတို့ရွေးကောက်တင်မြောက်ထားတဲ့နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကိုအကြံဖက်စစ်ကောင်စီကဖမ်းဆီးအကျဉ်းချထားတဲ့အပြင် ် NLD ပါတီကိုလည်းဖျက်သိမ်းထားပြီးတော့မှလက်ရှိနိုင်ငံတော်ဝန်နယ်မြေတွေအကြီးအကျယ်လက်လွတ်ထားရပြီးနိုင်ငံရဲ့တဝက်တောင်ထိန်းချုပ်နိုင်မှုမရှိတော့ဘဲအဖက်ဖက်မှာရှုံ့နေနေတဲ့အကြမ်းဖက်မဲအွန်လိုင်းကရွေးကောက်ပွဲလုပ်မယ်ဆိုပြီးတော့ဒါတတွင်တွင်ပြောဆိုနေတာပဲဖြစ်ပါလိမ့်ခင်ဗျအဖက်မှာတော့ အရကတော့အင်းနဲ့ PDF ပူပေါင်းတက်တွေထိုးဖောက်ဝင်ရောက်နေတယ်။ဘကိုးတိုင်းကဗတောင်းမြုံနယ်တိုက်ပွဲတွေမှာအချမ်းဖက်စစ်ကောင်စီဘက်ကတေတဲ့သူတွေတော်တော်ကိုများနေပြီ။အဲဒီကမော်ဘီအခြေဆိုင်ခလိုက်ရ61တရင်ကနေဂျောင်းပီကာစားအလုတ်တင်ဘိုးနန်းဝင်းအောင်အပါဝင်အလုတ်တင်ဘိုးအရာရှိ၄ဦးပါအတီးတီးတိတ်ကုန်ကြပြန်တဲ့အပြင်စကောင်စီဘက်ကကြဲရသူမိသားစုတွေကိုတလကြော်မှအတိပေးခဲ့ပြီးအလောင်းလဲပြန်မရဘူးလို့တက်တွင်းတည်င့်ရင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။ဒါကတော့ လက်ရှိအရကတတော်အင်းနဲ့ PDF ပူပေါင်းတပ်တွေထိုးပေါက်ဝင်ရောက်နေတယ်။ဘကိုးတိုင်းကဗဒောင်းမြို့နယ်တိုက်ပွဲတွေမှာအကြံဖက်စစ်ကောင်စီဘက်ကအရှုံးနဲ့သာရင်ဆိုင်နေရပြီးတပ်စခန်းတွေတစ်ခုပြီးတစ်ခုလက်လွတ်နေရတဲ့အပြင်သူတို့စစ်သားတွေလည်းအသေးသေးသူတွေတော်တော်ကိုများနေုံနဲ့မကဒဏ်ရာရတဲ့သူတွေလည်းဒုနဲ့ဒိတ်ကိုဖြစ်နေတဲ့အတွက်ဈေးရုံတွေပါမလောက်တော့ပဲယာယီဈေးရုံတွေပါဖွင့်ထားရတဲ့အခြေအနေတွေဖြစ်နေတယ်ဆိုပါတယ်။လက်ရှိမှာလည်း အဲ့ဒီဘရောင်းမြို့နယ်တိုက်ပွဲတွေမှာအာရခတတော်အေအေနဲ့ PDF ပူးပေါင်းတပ်တွေရဲ့လက်ချက်နဲ့ပဲစစ်ကောင်စီဘက်ကသေတဲ့သူတွေတော်တော်ကိုများနေတဲ့အထက်မော်ပြီးအခြေစိုက်ခလာရ61တပ်ရင်းကနေကျောင်းပီကာစအလုတ်တင်ဖို့နန်းဝင်းအောင်အပါဝင်အလုတ်တင်ဖို့အရာရှိ၄ဦးပါအတိအသီးတိန်ကုန်ကြပြန်တယ်လို့တပ်တွင်းသတင်းရှင်းမိကပြောထားပါတယ်အဲ့ဒီလိုအလုတ်တင်ဖို့နန်းဝင်းအောင်အပါဝင်အလုတ်တင်ဖို့အရာရှိ၄ဦးသေသွားတဲ့သတင်းကိုလည်းစစ်ကောင်စီဘက်ကတဆိုင်ရမိပါရိစီချက်ချင်းအကြောင်းမကြပဲ တလားကြော်ကြာမှတ်တာမတ်လ23ရက်နေ့ကမှအတိပေးလာပြီအလောင်းလည်းပြန်မရဘူးလို့တက်တွင်းသတင်းရှင်းမိကပြောထားပါတယ်လက်ရှိမှာလေအဲ့ဒီဘကိုးတိုင်းဒက်ကဗဒောင်းမြို့နယ်အတွင်းတိုက်ပွဲတွေမှာအချက်ပစကောင်စီတက်ရဲ့ခလာရ61တက်ရင်ဟာအရကတတော် A နဲ့ PDF ပူးပေါင်းတက်တွေရဲ့လက်ချက်နဲ့ပဲတရင်တစ်ခုလုံးတက်ပြတ်သွားပြီဖြစ်တယ်လို့စစ်သားတွေလည်းတေးတဲ့သူတွေဒဏ်ရာရတဲ့သူတွေတော်တော်ကိုများနေတယ်လို့စစ်တပ်သတင်းရှင်းမိကပြောထားပါသေးတယ်ခင်ဗျတဖက်မှာလေ ကရင်ပြည်နယ်ကထိုင်းမြန်မာနယ်စပ်အနီးမှာရှိတဲ့အချက်ဖက်စကောက်စီတက်ရဲခလဲဒီစခန်းကို GNL PDF ပူပေါင်းတပ်တွေကမနေ့ကညနေပိုင်းမှာပဲအပိသက်သိမ်းပိုက်လိုက်ပြီလို့ GNL သတင်းရင်းမြစ်ကရန်ကုန်ခေတ်တိကိုပြောပါတယ်။ဒါကတော့မတ်လ25ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲကရင်ပြည်နယ်တမဟာခွင့်နယ်မြေတဲမှာရှိတဲ့ထိုင်းမြန်မာနယ်စပ်အနီးကအချက်ဖက်စကောက်စီတက်ရဲခလဲဒီစခန်းကို GNL PDF ပူပေါင်းတပ်တွေကနေဝင်ရောက်တိုက်ခိုက်ရမှာည9နာရီခွဲလောက်မှာတော့စခန်းတစ်ခုလုံးကိုအပိသက်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပါတယ်။ ဲ့ဒီစကန်သိန်းတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကသေတဲ့သူတွေလည်းရှိထားသလိုထွက်ပြေးတဲ့သူတွေလည်းတော်တော်ကိုများထားပြီးစစ်ကောင်စီတပ်သားတွေဟာအုပ်စုနှစ်စုခွဲပြီးတော့ကိုထွက်ပြေးသွားကြတာဖြစ်တယ်လို့ KNL သတင်းရှင်းမြစ်ကပြောထားပါတယ်။အဲ့လိုပဲမတ်လ14ရက်နေ့ကလည်းအဲ့ဒီထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီရဲ့ပူလူတူတက်စကန်ကို KNL PDF ပူပေါင်းတပ်တွေကတင်ပိုက်လိုက်တဲ့အချိန်အဲ့ဒီကစစ်သား၁၁ဦးဟာလေထိုင်းနိုင်ငံဘက်အချမ်းတီထွက်ပြေးသွားကြတဲ့ဖြစ်စဉ်ကိုလေထိုင်းဘက်ကသတင်းတွေမှာပါဖော်ပြခဲ့သလို KNU ကနေလည်းတရားဝင်ထုတ်ပြန်ခဲ့ပါသေးတယ်ခင်ဗျတဖက်မှာလေပဲခူးတိုင်းကျောက်ကားမြို့အနီးမှာရှိတဲ့အချက်ဖက်စကောင်စီတပ်စခန်းကိုတော်လန်ရေးပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်မှုအတွေ့စေကောင်စီတပ်သား12ဦးကတော့အသီးသီးတိတ်ုံကြပြန်တဲ့အပြင်လေကြောင်းပစ်ကူတွေပါအသေးအတန်ခေါ်ရတဲ့အခြေအနေတည်းစစ်တပ်ကအထိနာသွားပြီးတိုက်ပွဲတွေကနေလက်နက်ခဲယံအချို့ကိုပါတော်လန်ရေးတပ်တွေကတင်းစီရရှိခဲ့တယ်လို့ PDF အထူးကွန်မန်ဒိုတရင်ရဲ့တာဝန်ရှိသူတူဦးကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့ မတ်လ25ရက်နေ့ဖြစ်တဲ့မနေ့ကပဲကျောက်ကားမြို့အနီးကစင်အိုးလဟာကျေးရွာမှာတဆွဲထားတဲ့အင်အား90ဝင်းကျင်ပါစစ်ကောင်စီတပ်စခန်းကိုတော်လန်ရေးပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခတ်မှုအတွင်းစစ်ကောင်စီတပ်သား12ဦးကတော့ပြစ်ခတ်မှုတွေအတွင်းမှာပဲအသီးသီးတိုက်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းတော်တော်ကိုများသွားပြီးတဲ့နောက်စစ်ကောင်စီဘက်ကလေကြောင်းပစ်ကူတွေပါအသေးအံခေါ်ရတဲ့အခြေအနေအထိဖြစ်သွားပြီး တိုင်ပွဲတွေကနေလက်နက်ခဲယံအချုပ်ကိုပါတော်လိုင်းရေးတပ်တွေကတိမ့်စီရရှိခဲ့တယ်လို့ PDF အထူးကွန်မန်ဒိုတရင်ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာအခုတခါမကွေးတိုင်းဘက်မှာလေပခောက်ကူမြို့ကနေပကန်းမြို့ဘက်ထွက်လာတဲ့အချက်ဖက်စစ်ကောင်စီတပ်စစ်ကြောင့်ကိုတော်လိုင်းရေးပူပေါင်းတပ်တွေကကြပြတ်တက်ခိုင်းမှုအတွေ့စစ်ကောင်စီဘက်ကတက်ကြက်ကြီးနိုင်လင်းနဲ့တက်ကြက်ကြီးနေဝင်းဆိုသူတို့နှစ်ဦးအပါဝင်စစ်သား14ဦးဝင်းကျင်ကတော့အသီးသီးတိုက်ကုန်ကြပြီး အဲ့ဒီစစ်သားမသားလောင်းတွေကိုလေရင်ကွင်း gate scan ပတ်အသေးအံတည်သွားကြတယ်လို့လေ Southern's YSOP ရဲ့တပ်ဖွဲ့တာဝန်ခံကိုအောင်မောင်းကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့မတ်လ18ရက်နေ့ကပဲပခုတ်ကူမြို့ကနေပခန်းမြို့ဘက်ထွက်လာတဲ့အချက်ဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လန်ရေးပူပေါင်းတပ်တွေကပခုတ်ကူရေစကြိုလမ်းမိုက်အရောက်မှာ RPG နဲ့အရင်စစ်ကြောင်းကိုဖြုတ်ခွဲလိုက်ပြီးလက်နက်ငယ်တွေနဲ့ကြပြတ်တိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်ကတက်ချက်ကြီးနိုင်လင်းနဲ့တက်ချက်ကြီးနေဝင်းဆိုသူတို့နှစ်ဦးအပါဝင်စစ်သား၁၄ဦးဝင်းကျင်ကတော့နေရာမှာနေပစ်လဲပြီးအတိအသင့်တိတ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါရှိသွားပြီးတဲ့နောက်သူတို့စစ်တပ်စီကိုစစ်ကူတွေအသေးအံခေါ်ရတဲ့အခြေအနေတိဖြစ်သွားသလိုတိုက်ပွဲတွေမှာတိတ်ကုန်ကြတဲ့သူတို့ရဲ့စစ်သားမသားလောင်းတွေကိုလည်းလေရင်ကွင်း gate scan ဘက်အသေးအံတဲသွားကြပြီးပြန်ဆုတ်သွားကြတယ်လို့ Southern YSOPD တပ်ဖွဲ့တာဝန်ခံကိုအောင်မောင်းကပြောထားပါတယ်ခင်ဗျ Okay. Ta ka lo yon khit ta ni. Di ni le ke ni ko tin ke pi ke